တုတ်ပေါနင်ဤပြလာခဲ့တာလားဟာမဟုတ်ပါဘူးဟာဒါဆိုငက်ပိနင်ဤပေါလိုက်တာလားဟာပေါပေါရှာရှာမဟုတ်ပါဘူးအနားကလေကိုရေးဖိုးတော်တော်နားကနေလာနေတယ်လို့ပဲအေးဟာဟိုကြုတ်လေရနေတယ်ဘာနဲ့မှမသိဘူးဟိုဒီကညမရောမရောက်လားဗျအဲ့လိုပြောပြီးအနားမတိုင်းနေတဲ့အမျိုးသမီးကိုတေးချကြည့်လိုက်တော့တရေမဖြစ်နေရကိုသိလိုက်ရတော့ရင်အောက်မလေးတရေတရေဖိုးသူတို့လည်း ိုးထော်ရဲ့အော်ဒါကြောင့်လန့်သွားခဲ့ပြီးပတ်ဝန်းကျင်ကိုတေချာကြည့်လိုက်ချိန်မှာဇက်ကုံမမကနေရဲ့မင်းသားမင်းမီးအပြင်ဇက်ကုံမထိုင်နေတဲ့လူတွေအကုန်လုံးကတရေတွေဖြစ်နေကြတာပါဟမ်တတရေတွေပဲဒီနေ့မှတော့ဖိုးထုတို့အဖွဲ့သားတွေကပဲလော်မှာရွာပြန်နာကိုလိုက်ဖို့ဖို့အတွက်ရွာတွေကိုရောက်နေခဲ့ကြတာပါဟဲ့နင်တို့ရေလေး တို့ရွာဇပွဲကိုဆက်ဆက်လာခဲ့ကြနော်အေးပါဘဲလော်ရဲ့ဆက်ဆက်လာခဲ့ပါမယ်ဘဲလော်နင်တို့ရွာမှာမုတ်တွေပေါ်လာပေါ်ပါတော့နင်တို့သာအရင်ရအောင်လာခဲ့ကြတရွာလုံးမှာရှိရဲမုတ်တွေလေအကောင်လုံးလိုက်ကြည့်မှာတကယ်တော့ဘဲလော်မပြီးမှစိတ်ပြောင်းမသွားနဲ့အမလီမပြောင်းပါဘူးတော့မပြောင်းပါဘူးအဲ့ဒီအချိန်မှာပဲလေဒစီကသူ့နောင်ရောက်လာခဲ့ဘဲလော်ဟိုမှာလှဲကြုံလာပြီအော်အေးငါသွားပြီနော်မိဝိုင်းတို့ အဲ့လိုပြောပြီးပဲလော်မက အထုတ်မပါပဲဖဲပေါ်ကိုတတ်သွားတော့လေဟေးပဲလော်နေလဲ့တော့ရွာပြန်ချင်းဆောပြီးတော့အထုတ်ပါမေ့သွားလားအော်ကြီးဟုတ်သားပဲငါနဲ့စိတ်နဲ့ကိုယ်နဲ့ကိုမကပ်ဘူးဒါနဲ့ငါပိန်နဲ့ပဲလော်ရဲ့အထုတ်ကိုယူပြီးတော့ဖဲပေါ်ကိုတင်ပေးလိုက်တော့ရင်ပဲလော်ရေတက်တာဂူးဆိုင်သွားအောင်နော်အေးအေးတက်တာတက်တာတို့ကိုကြီးဖိုးတော်နဲ့ရွာကိုဆက်ဆက်လာခဲ့ကြနော်ငါကိုကြီးဖိုးတော်မှားထားပြီးပြီတိလားအေးပါလာခဲ့ပါမယ် ဒီလိုနဲ့သူတို့ခွဲသားရင်လည်းပဲလော်မှာစီးသွားတဲ့နွားလေးကိုဝေးတဲ့အချိန်လက်ပြနှုတ်ဆက်ရင်ကြင်နေခဲ့တော့တယ်။နောက်နေ့ရောက်တော့ဖို့သူတို့ခွဲသားရင်လည်းမိပိုင်းတော်ရင်မှာလူဆောင်နေခဲ့ကြတာပါ။ဖို့သူငါတို့ကိုပွဲမှာဝေးဖို့အတွက်အဲ့ညင်အစ်စ်လေးတွေသွားမွေတော့ဦးလား။အေးဟာသွားဝယ်ထားမှနေတူလေမိဝိုင်နင်ရောသွားမွေတော့ဦးလား။ငါလည်းပိတ်ဆောင်သွားဝယ်ရမှာဟာ။ပြန်အကျုပ်ဆိုင်အောင်အထူသွားကြဖို့စောင်းကိုခေါ်ထားသည် ဆောင်ရောပဲလော်လိုရွာမှာဇက်ပွဲသွားကြည့်ရင်လိုက်ပါလားငါလိုက်ခဲ့ဖို့ပြောသေးတယ်ဟာ तू आ လိုက်ခြင်းပဲမဲ့သူ့မိယာမလှုပ်ဘူးဖြစ်နေလို့ဟင်ဟုတ်လားအဲ့ဒီအချိန်မှာပဲဆောင်ကစပိန်နဲ့ရောက်လာခဲ့တယ်ဟောပြောရေးဆိုရင်လည်းဆောင်ရောက်လာပြီမြွိုင်းတို့တခါတည်းသွားကြတော့မလားဟဲ့နင်ကမထိုင်တော့ဘူးလားဟာမထိုင်တော့ဘူးမြွိုင်းရဲ့ငါကြီးမာခဲ့တယ်အချုပ်ဆိုင်မှာချုပ်တယ်များနေတယ်တဲ့မြင်မြန်သွားမှတော်ကာကြမှာတဲ့ဟုတ်လား ဟိုဒီလိုဆိုလဲတော့မယ်တော့မယ်ပြပန်းဆိုဆိုနေမိဝိုင်းလေးကိုပြည့်ပေါ်တင်ထားတဲ့ပတ်စံရည်ကိုကောက်လိုက်ပြီးစောင်းစပိန်တော့မှဝင်ထိုင်လိုက်တော့ရင်ဟဲ့ဖိုးထုငါရင်သွားနေပြီနော်အော်အေးအေးဒါနဲ့စောင်းလေစပိန်နေပြီးအဲ့နေရာကနေထွက်သွားခဲ့တော့တယ်ကဲဒီလိုဆိုထို့တော်ရောက်လေအင်းကြီးအစ်စ်လေးတွေဝင်ဖို့ဈေးကိုသွားကြတာပေါ့ဟုတ်ကဲ let's go ဒါလို့နဲ့တပတ်လောက်ကြာပြီးနောက်တော့ပဲလော်မတို့ရွာကိုသွားတဲ့နေ့ကိုကြံ့ရော့လို့လာခဲ့ပါပြီ။ဘိုးတူတို့လေးယောက်သွားကတော့ဘိုးတော်လာကြုံမဲ့လေးကိုမျှော်နေရင်းနဲ့ရှိနေခဲ့ကြတာပါ။ကိုကြီးဘိုးတော်ကကြာလာပြီဟာသူ့ကိုမျှော်အလုံးလို့ငှားလဲပြီလေရှည်လာတော့မှာ။အေးနော်ဒါလို့နဲ့နေတော်မြင့်လာတော့မေးနေချင်းရောက်ဝမဲ့ခီးကနှစ်ရက်လောက်သွားနေရအောင်။ဟိုလာတော့လာမှာပါ။ငါစစောတော့ဖုန်းဆက်တော့ထွက်လာပြီလို့ပြောတာပဲ။အဲ့ဒီအချိန်မှာပဲဒေါ်ပြုံးကအိမ်ထဲကနေထွက်လာခဲ့တယ်။ တားတော့ကိုကြီးပို့တော့ကခုထိရမလာသေးဘူးလားကွ့ဒလုံနဲ့နေမြင့်နေတော့မေဟုတ်မေမကြခင်တော့ရမလာတော့မှာပါဖိုတူအဲ့လိုပြောနေတော့ဖိုးတော်မောင်းလာတဲ့နွားလေးကသူ့တို့နာကိုရောက်လာခဲ့တယ်။ကဲခလေးတွေတက်ကြဟိဒလုံနဲ့ဖိုးတူတို့လည်းလှဲပေါ်ကိုတက်ကြတယ်။ဖိုးတော်ကြီးဖိုးတူတို့အဖွဲ့ကိုတေချာလေးအပ်ပါရဲ့နော်။စစ်ကြပါရေကျွန်တော်တေးသေးချာချာလေးခေါ်သွားပေးပါမယ်။အေးပါကွလမ်းမှာဂီယူလေးစိုက်ကြအောင် ပိုသူကလက်ပြနှုတ်ဆက်လိုက်တယ်။အမေတားတော့သွားပြီ။အေးအေးသားလေး။ပိုတော်မောင်းနေလာတဲ့နေလေးလေးတောလင်းတဏီအောင်ရောက်လာပြီ။ငပိန်နဲ့ပိုသူကတော့အိပ်ပျော်နေခဲ့ကြပြီ။တော်ပေါ်နဲ့မိဝိုင်းကတော့ရှုပ်ခင်းနေကြည့်ရင်းနဲ့လိုက်ပါလာခဲ့ကြတာပါ။ပိုတော်ကနွားကျို့ကိုဆွဲလိုက်တယ်။အောင်ယူလမ်းကြောင်းလမ်းကြောင်းမိဝိုင်းနေဘာမှမယူမလာဘူး။ ုနေချင်းရောက်မဲ့နေရာပဲဆိုပြီးယူမလာမိဘူးဟာနေဘိုက်စာပြန်လာလားအေးဟာမနေ့ကတမင်းစားခဲ့ပေမဲ့ဘယ်နံကြကတ်သွားမှန်းမသိလိုက်ဘူးဒီတော့ဘောနေတော့ဖြစ်ရမယ်အဲ့ဒီချိန်မှာပဲလဲရရုတ်တရက်ဆိုတဲ့လူရိုင်းနေသွားခဲ့တော့တယ်အောက်မလီကေကြမအောင်ဗျဒါနဲ့ဖိုးတူးနေငယ်ပင်လေးလက်နုံသွားခဲ့ကိုကြီးဖို့တော့လဲရမှာဖြစ်တာလင်ဝင်ရိုးကျိုးသွားရနေတူတယ်ဟာအောက်ကမြင်မြင်စင်းကြောင်ဟုတ်ကဲ့ကိုကြီးဖို့တော့ ဒီလိုနဲ့သူတို့အဖွဲ့သားတွေလည်းလက်ရောက်ကိုဆင်းလိုက်ကြရင်ဘိုးတော်ကလက်ရည်ချိန်တွေကိုတေချာဆစ်ကြည့်လိုက်ပြီးတော့อืมဒုဘွေထဲမှာတယောက်ယောက်ကဝင်များလို့နေတူလေဝင်ရောတော့ဟိုတော်တော်လေးကိုအချိန်နေစိုးသွားပြီဒါလီဖက်တီးပုတ်တော့ဘောကြောင်မင်းနေမှာအာဒီကောင်တော့ငါပဲလာလာခလုတ်တိုက်နေတာကိုေးဖို့တော့ဒါလို့ဆိုရင်ကျွန်တော်တို့ကိုဘယ်လိုလုပ်ကြမလဲအင်းနွားတွေကိုခေါ်ပြီးတော့လှဲကိုထားခဲ့ရုံမို့ကွာနောက်တော့ ဖိုးတော်လေးနွားနဲ့ကောင်ကိုဆွဲပြီးအဲ့နေရာကနေထွက်လာခဲ့ကြတယ်။ဒီလိုနဲ့သူတို့အဖွဲ့သားတွေလေးအိမ်တိန်ရှိကိုရောက်လာခဲ့ကြတာပါ။ဖိုးတော်ကအိမ်ရှိမှာထင်းခွင်းနေတဲ့ဦးလေးကြီးကိုလှမ်းပြောလိုက်တယ်။အဘကျုပ်တို့ကခီးသွားတယ်ပါ။ကျုပ်တို့ခီးဆက်ရအောင်မှမို့အဘတို့အိမ်မှာဒီနွားနဲ့ကောင်ထားခဲ့လို့ရမလားဗျ။ဒါနဲ့ဦးလေးကြီးကထိတ်ခွဲနေရရက်လိုက်ပြီး ပိုးတော်တော်အစုကိုတေချာကြည့်လိုက်သည်။음ခရီးသွားတယ်ဆိုတော့လဲတစ်ခုဖြစ်လာနေတူတယ်။ဟုတ်တယ်ဗျ။လဲဝင်ကိုကျိုးလာတာကြီး။အင်းလေးဒီလိုဆိုလဲထားခဲ့ပေါ့။ကြည်တာပေးပါမယ်။ဒါနဲ့ဘယ်နည်းကြာမလဲ။ဟိုတုံးရက်သေးပါပါ။ဟုတ်ပြီလေထားခဲ့လိုက်ပေါ့။ဒါနဲ့ပိုးတော်လေပတ်စံထုတ်ပေးလိုက်သည်။ဟိုပါဟိုဒါကနွားစာဝဲကျူးဖို့တက်ပါဗျ။ရပါတယ်။နွားစာအတွက်ကကျုပ်တို့ယာရင်မှာများကြီးအကြိုက်စားလို့ရတယ်။ မောက်တာပဲယူထားလိုက်ပါဗျ။ကောင်းပြီလေဒါလို့ဆိုလဲလိုရမရယူထားလိုက်ပါမယ်။အဲ့နောက်တော့ဖိုးသူတို့လည်းဦးလေးကြီးကိုနှုတ်ဆက်ပြီးအဲ့ညာကနေပြန်ထွက်လာခဲ့ကြ යි ။ဖိုးတော်တို့အုပ်စုလည်းအတန်ကြာခီးနေလာခဲ့ပြီးနောက်တော့ရောင်ဝင်လန်းတစ်ခုကိုရောက်လာခဲ့ကြတာပါ။ကိုကြီးဖိုးတော်ဖဲလော်လိုရွာမရောက်သေးဘူးလား။အေးဟာဦးကျုပ်လည်းမိုးမောင်လာတော့လမ်းကိုတေချာမမှတ်မိဘူးဖြစ်နေ යි ။ ဒီရွာဝင်မှာဆိုင်မို့လည်းမရှိဘူးနော်။ဟိုရွာမှားလာတာများလား။တမီဖုန်းဆက်ကြည့်လိုက်မယ်လီ။အဲ့လိုပြောပြီးမိဝိုင်းလေးဖုန်းဆက်ဖို့အတွက်ဖုန်းကိုထုတ်ကြည့်လိုက်ချိန်မှာလိုင်းတိုင်းပျောက်နေခဲ့တာပါ။ဟမ်ဖုန်းတိုင်းလည်းမရှိဘူးပဲ။ဒီနေရာက လိုင်းမမိလို့များလား။သူတို့တယောက်တကုံပြောနေကြတော့အိမ်တိုင်းစီကနေမီးတွေလင်းလာခဲ့ပြီးဝင်းနေကနေပြောင်းနိုင်မီကင်ထားတဲ့လူတွေကထွက်လာခဲ့ကြတာပါ။ဟမ်ဟာဟုတ်မလူတွေရှိနေတယ် ဒါလို့ဆိုဒီရွာကဘယ်ရွာလဲဆိုတာသွားမိကြည့်ကြတာပေါ့ဒါနဲ့သူတို့အုပ်စုလေးပြောင်းနိုင်ပြီနဲ့ထွက်လာတဲ့အမျိုးသမီးတွေနောက်သွားလိုက်ကြရင်ဟုတ်ဒီမှာဗျဒီရွာကဘာရွာလဲဖိုးတော်အဲ့လိုမင်းနေတော့စိုင်းဝိုင်းတန်ကိုကြားလိုက်ရတော့လေဟမ်စိုင်းဝိုင်းတန်မဟုတ်လားမိုင်းဒီရမှာဇပွဲရှိရလားဟင်ဟုတ်တယ်မောင်လေးရဲ့မိုင်းတို့လည်းဇပွဲသွားကြည့်မလို့ထွက်လာကြတာကွဟာဒါဆိုဒါကပဲတော်လိုရွာပဲချင်းနေ ကိုွေးဖို့တော့မလို့ဆိုလေပဲလာတော့ရွာဒီနားတော့မှအကြီးဆုံးဆိုတော့သူတို့ရွာမှာပဲဇပွဲလုပ်လို့ရှိရလို့ပြောဘူးလေဗျဟင်ဟုတ်လားဒီအကိုတို့ကဇပွဲလာကြီးကြတဲ့သူတွေနဲ့တူတယ်ဒါလို့ဆိုကျမောင်းနဲ့လိုက်ခဲ့ကြလိပဲလုံးမိုင်းကိုအရင်မသွားပဲဖြစ်ပါမလားဘူတူရဲ့ဟမ်ကိုွေးဖို့တော့အိမ်လည်းမမှတ်မိလားဘူးဆိုတော့ပွဲရောက်မှာပဲရှာကြတာပေါ့ဒါလို့နဲ့သူတို့အုပ်စုလေးဖျောင်းနိုင်ပြီးကင်ပြီးသွားနေတဲ့လူတွေနောက်ကိုလိုက်သွားခဲ့ကြတယ် ဇက်ကုံရှိကိုရောက်မှာတော့ဇက်ပွဲဟာမစသေးဘူး။ပွဲကြီးဖို့ထိုင်ဆောင်နေတဲ့ကလေးတွေနဲ့လူကြီးတွေကသာညင်ကြရမှာပါ။ကိုကြီးဖို့တော့ဇက်ပွဲဟာမစသေးဘူးနဲ့တူတယ်။ကျွန်တော်တို့တခုစားဖို့နဲ့ပဲလော်မောင်ကိုတွေ့လို့တင်ညာပွဲစီသွားပြီးတော့ပတ်လိုက်မယ်ဗျ။အော်အေးအေးဂယူဆိုင်လေးသွားကြအောင်။ကျုပ်တော့ဒီမှာပဲရှိမယ်သိလား။ဟုတ်ကဲ့ဗျ။ကိုကြီးဖို့တော့ဘာမှမစားတော့ဘူးလားဗျ။ဟမ်။ဟိုကျုပ်ပိုင်းမစားသေးဘူးဟာမင်းတို့ပဲသွားစားကြကြည်။အော်ဟုတ်ဟုတ် ဒါနဲ့ဖိုးထုတော်လေးယောက်ကဇက်ကောင်ရှိရနေထွက်သွားခဲ့တော့တယ်။ဖိုးထုတော်ကတော့အတူလာခဲ့တဲ့အမျိုးသမီးတွေနဲ့စကားလက်ဆောင်ကြရင်ကြံ့ရင်နေခဲ့တာပါ။နောက်တော့သူတို့အဖွဲ့သားတွေလည်းပွဲစည်းတဲ့နေရာကိုရောက်လာခဲ့ကြတယ်။ပွဲစည်းတဲ့ရှောင်းကိုပဲလုံမအောင်လည်းမတွေ့ဘူးဆိုတော့သူ့အိမ်မှာပဲတို့ကိုဆောင်ရင်စိတ်ပူနေရမှလားမသိဘူးနော်။အဲ့ဒါတော့ဟုတ်တယ်ဟာဖုန်းဆက်မရရင်ခက်တယ်။ကဲပါငါတို့မုံရင်စားကြမလား။ပြီးမှပြန်ရှာကြတာပေါ့။အင်းစားလေ။ ။ဘာစားကြမလဲ။ခုမှမုံငါရောက်နေတယ်။မုံငါပဲစားကြမလား။အင်းစားအောင်ပေါ့။ဒီလိုနဲ့သူတို့အဖွဲ့လေးမုံငါဆိုင်ရှိမှဝင်ထိုင်လိုက်ကြရင်အရှိမုံငါလေးဝယ်ပေးပါဗျ။ရမေသားတို့။ဒါနဲ့သူတို့လေးယောက်သားဆိုင်ရှင်အရေးချပေးတဲ့မုံရင်းငါကိုစားကြတယ်။စားနေရင်ခဏကြာမှတုတ်ပေါ်က အာမရတော့ဘူးမရတော့ဘူးအဲ့လိုပြောပြီးတော့ထိုက်ရလိုက်တယ်ဟဲ့တော့ဘောမင်းကဘာဖြစ်တာလဲဟိုဟိုဘိုင်းနာလူကထွက်ကြတော့မှာဟာဒီတော့ဘောနဲ့တော့ယုံလိုက်တာဟဲ့ခုမှစားလို့ရှိသေးတာဟိုအာဟိုအိမ်သားကဘယ်နှရှိလဲမသိဘူးဒါနဲ့ငပိန်ကစိုင်းရှင်ကြီးကိုမေးကြည့်လိုက်တယ်အကြီးဒီနားမှာအိမ်သားရှိလားဟင်ဒီနားတော့မရှိဘူးခွဒီလန်းတက်တက်သွားပြီးညာကျိုးလိုက်ရင်တော့ အပင်တပင်အောင်မှာအင်သာတလုံးရှိတယ်။အော်ဟုတ်ကဲ့တော့ဗောမင်းတယောက်လေသွားနိုင်လားမသွားနိုင်ဘူးဟာငါ့ကိုအပေါ်လိုက်ခဲ့ပြီ။အေးကွာသွားသွားထွက်လေကြာနေအောင်မေဒလုံးနဲ့တော့ဗောလေးရှိကနေဖိတွေ့ပြီးတန်းနေအောင်ပြေးသွားတော့လေနောက်တော့တော့ဗောလေးအင်သာရှိကိုရောက်လာခဲ့ပြီးလက်တစ်ဖက်ကဖင်ကိုပိတ်လို့လက်တစ်ဖက်နဲ့အင်သာတကားကိုဆွဲဖွင့်နေခဲ့တာပါ အမလီ အရေးထဲမှာလေတကားကဖွင့်မရဘူး ။ဒါနဲ့ငပိန်လေးသူ့နာကိုရောက်လာခဲ့။ဟဲ့အောင်တို့ပေါ့။အိမ်သားလေးဝင်မင်းနဲ့ဘာလုပ်နေရလဲ။အိမ်သားတကားဖွင့်မရဘူးဟာလှုပ်အောင်။အော်အရေးလေးမှာဖဲ့ဖဲ့ငါလှုပ်လိုက်။ဒလုံနဲ့ငပိန်လေးအိမ်သားတကားကိုဆုပ်ဖွင့်လိုက်တော့ပွင့်သွားခဲ့ပြီ။တုပ်ဘောလေးအိမ်သားလေးကိုမြင်မြန်ခုံဝင်သွားခဲ့တော်ရီ။တုပ်ဘောတို့များလေးဖြစ်လာရင်ရာရာနဲ့အကြောင်းကြောင်းမေး။ကနားလောက်ကြာမှာတော့အိမ်သားတုံလာခဲ့တော်တယ်။ဟဲ့အောင်တို့ပေါ့။အိမ်သားကဘာလို့တုံးနေရလဲ။ ငါတရနေတကားဆွဲဝင်နေရဟတကားအဖွင့်မရဘူးဟိဟုတ်လားနေနေနေငါပြရနေဆွဲဖွင့်ကြည့်လိုက်မယ်ဒါနဲ့ငပင်လဲရှင်သမျှအာနဲ့အင်သာတကားကိုဆွဲဖွင့်လိုက်ချိန်မှာအင်သာကလဲကြသွားခဲ့ပြီးတော့တော့ဘောလဲအင်သာလေးကနေကုံကုံကွာကွာနဲ့ထွက်လာခဲ့တော်တယ်မလေးငပင်ရဲ့မိမလေးလုံးလိုက်ရင်အားနဲ့မန်နေပါလားငါမအင်သာပြီတော့မလို့ဟေးဟိုငါအားနဲ့နဲ့များသွားလို့ပါဟာ ဒီလိုနဲ့တော်ပေါ်နေငပင်လေးဇက်ခေါင်ရှိကို ပြန်ရောက်လာခဲ့ကြသည်မိဝိုင်းနဲ့ဖိုးတူကဖိုးတော်လူနာထိုင်နေကြရာကငပင်တို့ကိုလက်ပြလိုက်သည်အော်ဖိုးတူတို့ကဟိုမှာပဲဒါနဲ့သူတို့နှစ်ယောက်လေးဖိုးတူကိုနာမဝင်ထိုင်လိုက်သည်နင်တို့နှစ်ယောက်ဘာလို့ကြာနေကြတာလဲဟာမပြောချင်တော့ပါဘူးမိဝိုင်းရဲ့အိမ်သားတကားကြက်နေရနဲ့ငပင်ပြားနေစောဖွင့်ရင်နဲ့အိမ်သားကြီးပါလဲသွားခဲ့တာဟာဟေးနင်တို့ကလေဖြစ်လာရင်ဒီအစမ်းနေကြီးပဲ အဲ့ဒီအချိန်မှာပဲဇက်ခုံမော်ကနေမင်းသားနဲ့မင်းသမီးအားထွက်လာခဲ့ပြီးတော့ကားပြပြော်ပြီးနေခဲ့ရော်လေးဟိတ်ဟိတ်မင်းသားနဲ့မင်းသမီးထွက်လာပြီဟဒီလိုနဲ့သူတို့ဖွဲ့သားတွေလေကားပြပြော်ပြီးနေတဲ့မင်းသားနဲ့မင်းသမီးကိုကြည့်နေခဲ့ကြတယ်ခနာကြမှာတော့မိဝိုင်းကအနံ့တစ်ခုကိုရှားလိုက်ပြီးနှကောင်းရှုံနေခဲ့တယ်ဟာနန်လိုက်တာဘာနဲ့လဲတုတ်ပေါ့နေဤပြလာခဲ့တာလားဟာမဟုတ်ပါဘူးဟာဒါဆိုငါ့ပဲ့ နင်ဤပေါက်လိုက်တာလားဟာပေါက်ပေါက်ရှာရှာမဟုတ်ပါဘူးအနားလေကိုရေးဖိုးတော်တော်နားကနေလာနေတယ်လို့ပဲအေးဟာဟိုကြောက်လေရနေလေဘာနိုင်မဲမသိဘူးဟိုဒီကညီမရောမရဘူးလားဗျအဲ့လိုပြောပြီးအနားမတိုင်းနေတဲ့အမျိုးသမီးကိုတေးချကြည့်လိုက်တော့တရေမဖြစ်နေရကိုသိလိုက်ရတော့ဒီအောက်မဲ့လေတရေတရေဖိုးသူတို့လည်း ဖိုးတော်ရဲ့အော်ဒါကြောင့်လန့်သွားခဲ့ပြီးပဝန်းကျင်ကိုတေချာကြည့်လိုက်ကြည့်မှာဇက်ကုံမမကနေမင်းသားမင်းသမီးအပြင်ဇက်ကုံမမထိုင်နေတဲ့လူတွေအကုန်လုံးကတရေတွေဖြစ်နေခဲ့တာပါဟမ်တတရေတွေပဲဒီလိုနဲ့ဖိုးတော်နဲ့သူတို့အုပ်စုလေးအဲ့နေရာကနေမြန်မြန်ထွက်ပြေးသွားနောက်မှကြိုင်းနေတဲ့တရေတွေတွေကတယောက်ကဟိတ်ဟိတ်နိုင်ကြဟိနိုင်ကြသူတို့မလွတ်စေနဲ့ဖိုးသူတို့လည်းအမောတကောပြေးလာရင်တော့ တော်လဲတဲ့နေရာကိုရောက်လာခဲ့ကြရင်ဒီနေရာကဘယ်နေရာလဲမသိဘူးစုတို့ထွက်ပေါက်ကိုဘယ်လိုရှာကြမလဲဒီပိုင်းကတရဲတွေပိုင်းနေဆိုတော့ထွက်ပေါက်ကရှိပါမလားဟမ်ကျွန်တော်တို့စိုးသွန်းနဲ့တရဲတွေနေတဲ့ရွာကိုရောက်လာကြနေတူတယ်ကိုကြီးဖိုးတော်ရဲ့ဖိုးသူအဲ့လိုပြောနေတော့မှငပိန်ကဟာဟုတ်ခုမတရဲတွေလိုက်လာကြပြီဒီလိုနဲ့သူတို့လည်းရှောင်ပြေးဖို့အလုပ်တရဲတိုက်ကြီးအားအနာကိုဝိုင်းဝန်းလာခဲ့ပြီးပြည့်ရထားလိုက်တော်ပြီဖိုးသူက သူတို့ရံပြုတ်ခြင်းနဲ့တရေတတိုက်ကိုမျက်ခြေမပြတ်ကြည့်နေရင်းကနေအချီအနီမကောင်းတော့ဒါနဲ့တရေတွေတွေကတယောက်ကလည်းကဲဒီဓမြတွေကိုတိုက်ခိုက်ကြဟိအဲ့လိုအွန်လိုက်တော့တရေတွေအကုန်လုံးကလည်းဘိုးသူတို့အုပ်စုကိုလဲမင်းညှို့ဖို့ပြန်တော်တယ်အဲ့ဒီအချိန်မှာပဲကန်ကောင်းထမစွာနဲ့စက်တုံနဲ့ကြားလိုက်ရပြီတရေတွေတတိုက်ကြီးလည်းပြောက်ွယ်သွားခဲ့ကြတယ် ောင်နေမနေရောက်တော့ဖုထုတို့အုပ်စုလေးတော်လင်းတနေရာမှာအိပ်ပျော်နေခဲ့ကြတာပါအဲ့ဒီချိန်မှာပဲတော်ရဲကိုထင်းခွေလာတဲ့ဦးလေးကြီးတယောက်ဖိုးထုတို့ကိုမြင်သွားခဲ့ပြီးတော့ခေါ်နှိုးတော်ရင်ဟဲ့ကလေးတွေဟဲ့ထားကြပါအောင်ဒီလိုနဲ့ဖိုးထုတို့လည်းနိုးလာခဲ့တယ်ဟမ်ဒီနေရာဘယ်နေရာလဲဦးချက်တို့ကဘာလို့လမ်းမကြီးမှာအိပ်ပျော်နေရတာလဲမင်းတို့ကခီးသွားရင်နေတူတယ်ကြောက်တင်တာမမအောင်ဆိုရင် ဒီဒေါနာကတည်ရဲဆက်ပွဲကိုရောက်သွားခဲ့တယ်မဟုတ်လားဟုတ်တယ်ဗျဦးလေးကြီးကဘယ်လိုသိရလဲအင်းသိဆိုအဲ့ဒီရွာဓမြရဲ့လက်ချက်ကြောင့်ပြာချသွားခဲ့ရတယ်အညိုထားပြီးတော့လမ်းသွားလမ်းလာပြီးတော့ဓမြရဲ့တင်းနေနှောက်ရနေရဆိုပါတော့ဩဘုရားကြောင့်ဓမြရဲ့ကိုတိုက်ခိုက်ကြလို့ပြောတာ哦ဟိုကျုပ်တို့သွားခြင်းနဲ့အုံတော့ရွာကိုဘယ်လိုသွားရမလဲဩအုံတော့ရွာဆိုကျုပ်နဲ့လိုက်ခဲ့ဗျကျုပ်ကအဲ့ဒီရွာပဲအဲ့ဒီအချိန်မှာလေ မိဝိုင်းရဲ့ဖုန်းကလည်းထမြင်လာခဲ့တော်တယ်။ဟေးပေးလို့ပဲ။ဟဲ့မိဝိုင်းနင်တို့ဘယ်ကိုရောက်နေကြရလဲ။လုံးဝလည်းဆက်သွယ်မရဘူး။ငါရဲ့စိတ်ပူနေတာဟာ။ငါတို့ရွာမသွားလို့ပဲလို့ရဲ့။ခုနင်တို့ရွာအောင်လာနေပြီ။အေးပါအေးပါ။ဒီလိုနဲ့သူတို့အခွဲသားရင်လေထင်းကောက်သမားရဲ့နောက်ကိုနှိုက်သွားခဲ့ကြရင်ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော်တယ်။